မင်္ဂလာပါရှင်29ရက်ဆယ်လမှာ17လပိုင်းနေ့ရက်နေ့ဒီတပတ်တာတတိခရီသားသမီးချင်းမေဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တတိခရီသားသမီးချင်းမေဆွေဒီတပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့လောကကံရခက်ခဲတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်တို့ပေမဲ့အလုတ်နဲ့ပတ်သက်ပြီးတော့မိမိဖြစ်ချင်တဲ့ပုံစံလေးတွေတော့ပုံစံချလို့ရမယ်အဲ့တော့အခက်ခဲတွေတစ်ခုပြီးတစ်ခုကြုံရမယ်လို့မြင်ပါတယ် တံမိုးကြီးသောပစ္စည်းထွက်တက်တွေသတိထားပါနော်မိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေပြီအိမ်ကိစ္စတွေဝယ်တာတွေရောင်းတာတွေအိမ်ကိစ္စကိုအကျိုးအမြတ်ကလေးတွေမျှော်ကိုးပြီးတော့ပြောမယ်ကိစ္စတွေဒီຢာလေးတွေအရင်အဆင်ပြေတယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အမြင်နဲ့စိတ်ပူပန်မှုလေးတွေစိတ်ရှုပ်ထွေးမှုလေးတွေဒီလိုလေးတွေတစ်ခုပြီးတစ်ခုကြုံတွေ့ရပါမယ် ရန်အန်ရဲ့အတိုက်ခက်ရှိတယ်။မိမိကိုအပြစ်ပြောချင်တဲ့သူမိမိနာမည်ကိုအပုတ်ချချင်တဲ့သူရှိတယ်သတိထားပါနော်။အချီးနဲ့ပတ်သက်ပြီးတော့အလေးညာခံရတတ်တယ်။ဒါကြောင့်ဘယ်သူ့ကိုမှမယုံပါနဲ့။အင်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိရည်ရွယ်ထားတဲ့အတိုင်းမိမိမှန်းဆထားတဲ့အတိုင်းဆင်ပြေသွားလိမ့်မယ်။ကျမ်းမာရင်လည်းပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုညေးချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ အလုပ်တွေခက်ခဲခဲခဲနဲ့တပတ်တောင်မှဖြတ်သန်းပြီးတော့လုပ်ကြရမယ့်ကိစ္စလေးတွေမှာအမြဲတမ်းနောက်ဆန်တင်ရတဲ့အရာလေးတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရတော့ကံအားအလွန်ကောင်းပါတယ်။ထီထူးကံစမ်းခြင်းတွေဆိုရင်တော့ငါးတလုံးထီထူးကံစမ်းလို့ရပါတယ်။ငွေချင်းလည်းလာပါလေရှင်လန်းစီမဲ့တပတ်တောင်ပုံလန်းစီမဲ့တပတ်တောင်ဒုပင်ပင်ငွေအချင်းငါးကိစ္စတွေတော့စကားများတဲ့တဲ့ဒါလေးကိုတော့တတိထားပါတော့။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြုံတော့ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတွေပူပန်မှုမျိုးမရှိပေမယ့်ပိုသည်အလုံးလုံးရတဲ့အခါမှာအာယုံအရင်နောက်လာတာမျိုးစိတ်ရှုပ်ထွေးရတာမျိုးဒီလိုလေးတွေ့ရတယ်ဒီအတွက်ကြောင့်မို့လို့တနည်းကလေးသားသမီးချင်းမိတ်ဆွေတွေတပတ်တာရည်ရာကောင်းလေးပေးခြင်းနဲ့ပြုလုပ်ဆောင်ရမယ့်ရည်ရာကမိမိတဲ့အသက်ကြီးတဲ့သူညီသူကိုမဆိုဘလောက်ပဲကြီးကြီးပေါ့နော်မိမိတဲ့အသက်ကြီးရွယ်ကိုမုံဟင်းသားနဲ့ဘူးသီးချောထူတန်းချင်းဖြစ်ခက်ခဲတည်တဲ့တပတ်တာအလုံးစုံပြည့်လေသွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်10လ2025မှာ2ရက်17လ2025တပတ်တာဒီနေ့မှာသားသမီးချင်းလေးဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဒီနေ့မှာသားသမီးချင်းလေးဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေပါတယ်ဖြစ်ချင်တာလေးတွေအရောင်းဝယ်လုပ်ချင်တာလေးတွေရောင်းပန်းဝယ်ပန်းတွေလည်းဖွင့်လန်းစီမေးပြောရေးဆိုရာကိစ္စဆိုရင်လည်းအလုပ်နဲ့ပတ်သက်ရင်အဆင်ပြေမယ်လို့တွေ့ရတယ်တမ်မူကြီးတို့ပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေရောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေရရှိစေမယ့်တစ်ပတ်တာပါဆေးမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းရမယ်အဆက်အသွယ်ကောင်းရမယ်တရင်ကောင်းကြရမယ်ရဲအနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါနော်မိမိကိုအပြစ်တင်တာနောက်တော့မိမိကိုတိုက်ခိုက်တာတိုက်ခိုက်တာလည်းမျိုးစုံရှိတယ်အဲ့တော့တိုက်ခိုက်မှုခံရမယ်လို့တော့တွေ့ရတယ်ဘယ်လိုဒီနဲ့တိုက်ခိုက်ခံရမယ်မသိဘူးပေါ့နော် အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီပြဿနာတက်ဖို့ရှိရင်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းတကြွကြဲစကားတွေများခြင်းပြဿနာတက်ခြင်းတွေ့ရရင်ကျမကြီးနဲ့ပတ်သက်ရင်တော့ခင်ဆိုင်ပါဖြစ်လိုက်ရင်ကျမကြီးက1ไก่တာเนาะနောက်တစ်ခါကျတော့ဒီလေနဲ့ပတ်သက်ပြီးတော့ဒီအောင်တာဒီချုပ်တာဒီညာတာဒါလေးတွေခင်ဆိုင်ပြရတာပေါ့เนาะ အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရတယ်။ဒါအပြင်ပုံစံလေးတွေချဲ့ပြီးတော့မှလုတ်ကင်ရတဲ့ကိစ္စမှန်သမျှအဆင်ပြေမယ်လို့တွေ့ရပါတယ်။ကဲနဲ့ပတ်သက်တော့အားနေတယ်။ဒုဗိမဲမဖြစ်မနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေပြောဆိုပြီးတော့မှငွေအစုလိုက်ပုံလိုက်ဝင်လာတာမျိုးဒါလေးပြင်နေပေါ့နော်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပိုင်ဆိုင်ချုံဝပြီးကြည့်လိုက်တဲ့အခါ စိုးဝါးတဲ့ပုံမှန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့မိမိကဘာပဲလုပ်လို့အမြဲတမ်းတတိဝရိယလေးနဲ့စိစိဆက်ဆက်တည်တည်ချာချာလုပ်ကြမှာအကျိုးမြတ်များများရမ အဲ့လိုမျိုးမဟုတ်ပဲနဲ့ပြီးပြီးရောညနာလွှဲလိုက်တယ်တရရောက်ကိုယုံကြည်လိုက်တယ်ဆိုရင်တော့အဲ့ဒီအကျိုးမြတ်ကမိမိတွေ့မဟုတ်ပဲနဲ့သူများအတွေ့ဖြစ်သွားတတ်တယ်ဒါပေမဲ့ဒီအလုတ်ကပို့လောက်တာပို့လောက်ပြီးကိုအကျိုးမြတ်မရပဲနဲ့သူများတွေ့အကျိုးမြတ်ရစီတဲ့အရာလေးဖြစ်တတ်တယ်ဒါကြောင့်မို့လို့တနေ့လာသားတပည့်ချင်းမိတ်ဆွေအတွေ့တပတ်တာမှာအမားရွေးနေပဲဖြစ်စီပဲနေကိုဖြစ်ချင်တဲ့ဆန္ဒကိုပြောချင်တဲ့ရည်ရွယ်ချက်ကလေးတွေအစီအပြီးအောင်မြင်စေဖို့အတွက်ယရိယာကောင်းလေးပေးချင်တယ်ပြုလို့ဆောင်ရမယ်တပတ်တာယရိယာကကလေးငယ်များကို ဘုံပေးတီစာဒါနပြုခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်တယ်သွားမယ်လို့တွေ့ရပါတယ်ရှင်။အင်္ဂလာဝါရှင်29ရက်10လ2025မှာ2ရက်17လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်မယ်အမှုဖြစ်မယ်တစုံတရာကိုကကိုယ့်ဘက်ကနေပြီးတော့ဂျူကာလို့ရအောင် အဖက်ဖက်ကနေပြီးတော့တတိဝရိယလေးနဲ့ပြီးစုစင်းတယ်နော်တံမိုးကြီးတော့ပြည်စီတော့ဝင်လာလို့ရှိနေတယ်ဘိတ်ဆွေပေါင်းတင်လေးရဲ့ကုညီကောင်းအကြီးကြီးရဲ့အကျဉ်းဉဏ်ကောင်းဒါမျိုးလေးရရှိစေမယ်လို့တွေးရတယ်စီမူသားချင်းနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းလေးတွေကိုယ့်အပေါ်မှာအမျက်ဒေါသဖြစ်နေရင်တော့မှပဲဒီအမျက်ဒေါသတွေပြပြောက်နေတာမျိုးလေးတွေဒါလေးတွေကြုံတွေ့ရပါလိမ့်မယ်။ရန်အန်ဒီအတိုက်ခိုက်ရှိတဲ့တတိထားပါတော့။ဘာကြောင့်လဲဆိုတော့သွားတဲ့လာတဲ့နေရာတွေမှာ အမြင်နဲ့သတိရှိစေချင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ကုံစိတ်ပြက်ဒီလိုတွေကိစ္စရက်ကလေးပေါ်လာတတ်တယ်။မိမိจิตတွေပေါ်မှာအလိုမချမှုစိတ်ကဲမချမှုတွေကြုံရတတ်တယ်ပေါ့နော်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်စိတ်ညစ်စရာပူပန်စရာလေးကြုံရတတ်ပါတယ်။မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူး။ရခင်ကနေကကျန်းမာရေးယောဂဝေဒနာခံစားရတဲ့အင်္ဂါသားမိချင်းမိစေဆိုရင်အနာနယ်ဆေးနဲ့တွေ့သွားမယ်။ ဘေးဥပ္ပအန္တရာယ်ကင်းဝေးသွားပါလိမ့်မယ်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ်ဒီအမြင်နဲ့ဒါမဲ့ဒီရက်ပိုင်းတွေအတွက်ကိုဘာလုပ်တဲ့လဲဘာခိုင်းတဲ့လဲဘလို့ပုံဖော်ရမလဲဘာကြီးဖန်တီးရမလဲဘလို့မျိုးတွေဖြည့်ရှင်းရမလဲဒီလိုကိစ္စတွေနဲ့အမြင်နဲ့ပူနေရတာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကဲနပတဲ့ရောအားနေတယ်တို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းနေတယ်ဆိုရင်တော့တစ်တလုံးထီတိုးကန်ဆန်းလို့ရတယ် ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရွှင်လန်းပွင့်လန်းလာစီမဲ့တပတ်တာလို့မြင်ပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးလိုက်တဲ့အခါကိုလုတ်တဲ့အရာလေးတွေဘယ်အရာမဆိုအမြင်နဲ့အတိုက်ခံလုပ်တာလေးခံရတဲ့တယ်။ဒါကြောင့်ဘယ်လိုစိတ်ပါ။အင်္ဂါသားလူချင်းပြီဆိုရင်အတွက်ကိုတပတ်တာကံထောက်ပံ့ဖြစ်စေတဲ့ယရိယာတောင်းရေးဆရာမပေးချက်တယ်။ပြုလုပ်ဆောင်ရမယ့်ယရိယာကဖျားတဆူဆူကိုသွားပါသွားပြီးတဲ့အခါမှာဒီဖျားတွေဖျားတွေရဲ့အရှိမျက်နှာစာတွေမှာချင်းသေးရုပ်ကြီးကြီးရှိတယ် အဲ့ဒီခြေသေးယုတ်ဒီထဲမှာခြေသေးကတစ်ဖက်တစ်ဖက်တစ်ကောင်ဆိုလို့ချင်းခြေသေးနှစ်ကောင်ရှိတယ်ပေါ့နော်အဲ့ခြေသေးယုတ်ကြီးရဲ့ရှိမှာအဲ့ခြေသေးတွေကိုပဲပေးကြော်အစာကျွေးရအဲ့တော့ပေးကြော်ဆိုတာကဒီစာလေးကိုပေးကြော်လေးရတယ်ပေးချောင်းပေးကြော်လေးရတယ်ပေးကြော်ဖြစ်ဖို့လူတွေပေါ့နော်ပေးချောင်းကြော်ဖြစ်ဖို့လူတွေအဲ့ဒီပေးကြော်ကိုတစ်ဖက်ကိုတစ်ကောင်ကိုတထုပ်စီတွားပြီးတော့မှဒါနပြုပေးရတယ်လှူပေးရတယ်ပေါ့အဲ့လိုလေးလှူလိုက်တယ်ဆိုရင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေပါမယ်လို့တွေးရပါတယ်ရှင် မင်္ဂလာပါရှင်29နှစ်ရေဆင်လာ2025မှာနှစ်ရေ17လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအတွက်အလုပ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့တတိလေးနဲ့ထားပြီးတော့အလုပ်လုပ်ကင်စီချင်းနေဆုံးရှုံးစီတဲ့အရာလေးတွေကိုမြင်နေတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့မိမိဘက်ကနေပြီးတော့မြင်ရတဲ့တတိရှိပါအလုပ်လုပ်တဲ့အခါမှာအမှားရလုံးဝမဖြစ်ပါစေနဲ့အထူးသဖြင့်မှားချင်တာက ဒီအလုတ်ကင်လေးနှောင်နေတဲ့အရာလေးတွေအစင်ပြေအောင်ကိုယ့်ဘက်ကနေခင်မွေးကြီးဆယ်ပါးကိုအမြဲတမ်းကြော့ပြီးတော့မှအဲ့ပူကောင်းနေမှာနော်တံမူးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်မိစေပေါင်းသင်းတွေရဲ့အကူကြီးအထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းဒါလေးတွေရရှိစေမယ့်တပတ်တာပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေဆိုအရင်အာရုံနှောင့်ရမယ်စိတ်ရှုံရနေမယ်ရှင်မြူသားချင်းစီကအကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရပါမယ် ရန်အနီးအတိုက်အခိုက်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့အဆင်မပြေဖြစ်ပါမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးလုံးဝမအေးချမ်းပဲနေအမြဲတူလိုပြဿနာတွေတက်နေပါလိမ့်မယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးစူးကျူးလုံးဝမရှိပါဘူးရှင်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာပါနောက်တစ်ခုမိမိရမှန်အောင်နေပါ မှန်တာတွေပြောပါမှန်တာတွေလုပ်ပါဒါဆိုရင်မိမိဘက်ကအဆောင်လျှောက်ကောင်းကာဝယ်ကောင်းနေသူ့အလိုလိုကိုပေါ်လာမိတဲ့ဘက်တာလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနေတယ်သို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးဒီတို့ကန်ဆယ်လို့ရတယ်ဝီကြီးနဲ့ပတ်သက်ပြီးတော့ပွန်လမ်းမေရှင်လမ်းမေဒါပေမဲ့အလိမ်ညာတွေခံရတဲ့တည်းတတိလေးထားပါနော်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံငုံပြီးကြည့်လိုက်တဲ့အခါမိမိဘက်က ရခိုင်ကနေကရင်းနှီးမြှုပ်နှံထားတဲ့ကိစ္စရက်ကလေးတွေပေါ်လာပြီးယခုလုပ်တဲ့အလုပ်တွေမှာတော့နှောင့်နှေးစီတယ်လို့တွေ့ရတယ်။ဒါကြောင့်ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတွေအတွက်တပတ်တာကံတောင်းပန်ဖြစ်စီတဲ့ယရိယာကောင်းလေးပေးခြင်းနဲ့ပြုလို့ဆောင်ရွက်တဲ့ယရိယာကမိမိအနေနဲ့အလှများများလုပ်ပါအဲ့တော့အလှများများလုပ်ပါဆိုတော့ကိုတနိုင်တပိုင်းပဲလုပ်လို့အများနဲ့အုပ်စုဖွဲ့ပြီးတော့မှလှူတာပဲဖြစ်ဖြစ်အဲ့ဒီအလှလုပ်တဲ့ဓာတ်ကလေးကိုနေ့စဉ်လုပ်တယ်ဆိုရင်မိမိတွေကံထောက်ပံ့နေများစွာရရှိစေမယ်လို့တွေးရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်ဆယ်လ2025မှာ2ရက်17လ2025တပတ်တာဇာတာပရိသတ်သတိချင်းမိတ်ဆွေရဲ့လောက်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါရဲ့ရှင်ကြာလာပြီးသားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းပါလေအလုတ်တွေအရန်ရှုပ်နေပါပြီအလုတ်ကိစ္စအောင်မြင်စေပဲတပတ်တာပါတံမိုးကြီးတော့ပြည်စီတော့ထွက်တဲ့တေဒါလေတကယ်လိုအပ်လို့ထွက်ဖို့ထွက်ရမှာမို့လို့မြင်နေပါတယ်မိတ်ဆွေပေါင်းသင်းရဲ့ပူကြီးချမ်းရံကောင်းတောက်ပက်ကောင်းတွေရောက်ရှိနေပါတယ် အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါင်းရှုပ်ဆီးရှုပ်ရတာတွေကျွမ်းဝတ်တပါတယ်။ဆွေမျိုးသားချင်းစီရတဲ့ကြံဉာဏ်ကောင်းတောက်ပတ်ကောင်းတွေရဖို့ရှိနေပါတယ်။ရဲအနေနဲ့လုံးဝလုံးဝမရှိခဲ့ပြီးချစ်သူခင်သူပေါင်းများတာပဲတပတ်တာလို့သိရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာတန်တရားတွေဖြစ်ခြင်းယုံကြည်မှုမရှိခြင်းဒါတွေတွေ့ရပါတယ်။ချစ်သူနဲ့ကိုယ်နဲ့ကြားမှာလည်းကြားဝင်နှောက်ယှက်မှုတွေရှိပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကြားမှာအကြောင်းပုံဝန်အပ်တတ်ပါတယ်။ မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ရင်အဓိကခါအောက်ပိုင်ကျန်းမာရေးညက်တဲ့တဲ့ဒီစိတ်ပါတော့အေးချမ်းမှုရင်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုပ်လုပ်တဲ့အခါမှာကိုယ့်ဘက်ကနေမိုးရွာလို့ရေခမ်းဆိုတဲ့စကားလေးတိုင်းပဲကိုကအလုပ်တွေကိုဖြစ်ထွန်းလာတဲ့အချိန်မှာပုံမှန်တဲ့ပို့ပြီးတော့တောင်းလို့စီးတဲ့အရာလေးတွေကိုဖြစ်တည်မှုလေးတွေကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်အလုပ်ရင်းရှုပ်နေမယ်ဒါကြောင့်မအေးချမ်းသေးပါတော့ကံနဲ့ပတ်သက်ပြီးတော့ကံအားလုံးကောင်းပါတယ်ထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၃ရက်တလုံးထီထိုးကန်ဆယ်လို့ရပါတယ် ငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာငွေမမြဲဘူးဆိုပေမယ့်ဝင်လာတဲ့ငွေနဲ့ထွက်သွားတဲ့ငွေနဲ့မြတ်မြတ်တတ်တာလေးတွေနဲ့အရာရာလေးအဆင်ပြေသွားမယ်ထိနိုင်တယ်လို့တွေ့ရတာပေါ့နော်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါဆုံးဝတဲ့ပူပန်မှုမျိုးမတွေ့ရဘဲနဲ့ကိုယ့်ရဲ့လုံဆောင်ချက်ပေါင်းပြောဆိုချက်တွေအကောင်းကြီးဖြစ်တဲ့ပြေကြောင့်မို့လို့ဘယ်နေရာမှာပဲဖြစ်ဖြစ်မျက်နှာရရှိစီမယ်လို့တွေ့ရပါတယ်။ဂျာသာပြီးတာသမီချင်းမေးဆွေတဲ့တပတ်တာကန်တော့ပန်ဖြစ်စီတဲ့ရေရီယာကနှက်ကလေးတွေကိုပြုတ်ပေးပါ။အဲ့တော့တနည်းဟို ဟိုမိမိအနေနဲ့လုပ်နိုင်တယ်ဆိုရင်တနင်္လာပို့တော့ဘူးဟိုစက်နေပေါ့နော်ဒီလိုမျိုးတွေလုပ်ပေးခြင်းနဲ့ဆိုရင်တနင်္လာနေ့ဆိုရင်ညလေးနှစ်ကောင်ပို့တော့နေ့ဆိုရင်ညလေးနှစ်ကောင်စက်နေနေ့ဆိုရင်ညလေးနှစ်ကောင်အလုံးငှက်ကလေးတွေလုပ်ပေးခြင်းနဲ့ကုသိုလ်ယူခြင်းဖြင့်မိမိကက်ကေးစီတဲ့တပတ်တာပြည်လျကောင်းမိန်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်10လ2025မှာနေ့ရက်17လ2025တပတ်တာတောက်ချာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် တောက်ကြပါသမီးသမီးစီအလုပ်နဲ့ပတ်သက်ပြီးတော့အတိတ်ခံလေးတွေလုပ်ပြီးတော့မှလုံဆောင်ရမယ့်ကိစ္စရဲ့ကလေးတွေပြောဆိုရမယ့်ကိစ္စတွေကိုတွေ့ရတယ်။ဒါကြောင့်တတိနဲ့အလုပ်လုပ်စီခြင်းနဲ့တော့တန်မိုးကြီးတို့ပြစီဝင်လာလို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းနေစီရနေပြီးတော့မိမိအပေါ်မှာအပြစ်မြင်တာညှိုးညင်တာစူပူတာညှူတာဒါလေးခံတတ်ပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှုပ်စရာ၊ကောင်းရှုပ်စရာတွေစက်တိုက်ဆိုတယ်လို့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ စိုးရတဲ့ရန်အနေလုံးဝမတွေ့ရပါဘူးရှင်အခြေအနေပတ်သက်ပြီးတော့အခြေအံမကောင်းခြင်းချစ်သူကြီးစားတဲ့အဆင်မပြေဖြစ်ခြင်းဒီလိုတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ပဲနဲ့ပိုးတဲ့ကြားထဲမှာအမြဲပြိပက္ခတွေပြဿနာလေးကြုံတွေ့ရမှာပဲဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူးရှင် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုသည်အလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲလုပ်ဆောင်ရမယ့်ကိစ္စရပ်တွေကြုံရရဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးတွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်ကံအားအလွန်ကောင်းနေ၊ကံရဲ့အထောက်ပံ့ကောင်းနေအများကြီးရရှိစီပြီးထီထိုးကန်ဆန်းခြင်းတွေဆိုရင်တော့ လေးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွင့်လန်းလာစီပဲတပတ်တာလို့တွေ့ရပါတယ်။ အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကုန်ပြီးထိလိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့မိမိကိုအဖက်ဖက်ကနေပြီးတော့အကျဉ်းချန်ကောင်းပေးမဲ့သူရှိရေးဆရာသဘာဝကောင်းတွေ့မယ်ဒီလိုလေးတွေ့ရပါတယ်ဒီတော့တောက်ကြတောက်သမီးချင်းမဆွေတွေ့ကံထောက်ပံ့ဖြစ်စီတဲ့ရေရာကတက်ကြီးရွယ်ဦးကိုမိမိတက်နိုင်တဲ့စီးဝါးတက်စာလူရန်ချင်းဖြင့်ခက်ခဲနေသောအခက်အခဲတွေအလုံးစုံပြည့်လည်သောမိမိတို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်29ခုနှစ်ရဲ့ဆယ်လာ2025မှာ2ရက်17လ2025တပတ်တာစနီသားသမီးချင်းမစုရဲ့လုပ်ငန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စနီသားသမီးချင်းမစုအလုပ်ရပတ်သက်ပြီးတော့ပါပဲလို့လို့တတိဝရိယာနေလုပ်ငန်းမှာအမားရွေးနေဖြစ်တဲ့ဒီဒါအပြင်မိမိလုံဆောင်နေအရာလေးတွေဟာဆုံးရှုံးစေမယ့်အရာလေးကိုတွေ့ရပါတယ်တံမူးကြီးတော့ပစ္စည်းတွေထွက်တတ်ပါတယ်ထွက်ဖို့လည်းရှိနေပါတယ် ိတ်ဆေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်အပြစ်ပြောတာရောခံရတဲ့ပိုင်းစေယူသားကြီးစီမအကျဉဏ်ကောင်းတွေအကူအညီကောင်းတွေတောက်ပံ့ကောင်းတွေရောက်ဖို့ရှိနေပါတယ်စုံဝါးရဲ့ရန်အန်ဒီရဲ့အတိုက်အခိုက်လုံးဝမရှိပါမရှိအခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်လာမင်းစစ်သူရဲ့ဘယူဆိုင်ကိုချစ်သူအားနေပြီးတော့အလိုတမိုင်းငွေကြီးထောက်ပံ့မှုဒါလေးရရှိစီမင်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာစီမင်းအိမ်တော်ကြီးလို့တွေ့ရပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါဖြစ်လိုက်ရင်ကျမ်းမာရေးရဝမ်းချုပ်တာလေချုပ်တာတွေခံရတပါရင်အေးချမ်းမှုရေးချမ်းမှုတွေရောက်ရှိလာမယ့်တပတ်တာပါဒါပြင်အမျိုးသမီးအကြီးကြီးတွေစီကနေအကျဉာဏ်ကောင်းတွေအကူအညီကောင်းတွေရောက်ရှိနေပါတယ်ကဲနဲ့ပတ်သက်ရင်တော့အားနည်းတွေမဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့၃တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြည့်လာပါလေရှင်လန်းလာမယ်ပွန်လန်းလာမယ်တပတ်တာပါ အောင်နဲ့ပတ်သက်ပြီးတော့ကိုပိုင်စီယံချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့အချိန်မတော်တွေသွားတဲ့အခါမှာကိုကိုပြောရောက်ကနေကက်ပြီးတော့မှီလာတာမျိုးအဲ့ဒါကိုဒီခေတ်မှဆိုရင်မကောင်းဆိုးရွားလို့ခေါ်တာပေါ့နော်အဲ့လိုမျိုးအဲ့လိုအပမှီလာလို့လည်းခေါ်ပါတယ်ဒါကြောင့်မလို့အဲ့ဒါလေးတွေကိုခရီးစိုက်စီခြင်းနေတပတ်တာစနေသားသမီးချင်းဆွေတွေကန်ထောက်ပံ့ဖြစ်စီတဲ့ရေရရာကောင်းကမိမိအနေနဲ့ကြောင်လေးတွေကိုအစာဝဝလေးလေးကြီးပြီးတော့ကုသိုလ်လုပ်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်